ီနေ့မှာတော့ဂျင်းကစားတဲ့လူတွေအကုန်လုံး like ကစားလို့ရတယ်တကယ်လက်တွေ့မှာလည်းအသုံးဝင်တဲ့ chess workout ကိုကျွန်တော် sharing လုပ်ပေးလိုက်ချင်ပါတယ် မင်္ဂလာပါကျွန်တော်က Fitness Nation ကအဖိုးကြီးဖြစ်ပါတယ်ဒီနေ့မှာတော့ gym ကစားတဲ့လူတွေအကုန်လုံး like ကစားလို့ရတဲ့တကယ်လက်တွေ့မှာလည်းအသုံးဝင်တဲ့ chest workout ကိုကျွန်တော် sharing လုပ်ပေးလိုက်ချင်ပါတယ်ဒီ workout တွေကိုကျွန်တော်ကစားတဲ့အချိန်မှာ number 1 cable flying ကိုကျွန်တော်သွေးဘူး10ချိန်၃ကြော့ကစားပါတယ်ခင်ဗျ number 2မှာကြတော့ flat bench press ပေါ့နော် free weight ကိုကျွန်တော်10ချိန်၃ကြော့ပုံမှန်ကစားလေးရှိသလိုပဲ incline chest press ပေါ့နော် upper chest အတွက်ကိုလေ10ချိန်သုံးကြောကျွန်တော်ကစားပါတယ်ပြီးတာနဲ့ finisher set ကိုကျွန်တော် dumbbell fly နဲ့ dumbbell press incline press ကိုကျွန်တော်10ချိန်သုံးကြောကစားပါတယ်ဒီကစားနေတဲ့အကုန်လုံးက gym ကစားတဲ့သူ့တွေအကုန်လုံး light ကစားလို့ရတဲ့တကယ်လက်တွေ့အသုံးဝင်တယ်လို့ကျွန်တော်ကိုယ်တိုင်ကစားတဲ့ကစားနည်းတွေကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်လက်တွေ့အသုံးဝင်တဲ့ကစားနည်းဖြစ်တဲ့အတွက်အတူတူ light ကစားကြရအောင်နော် โอเคဒါနဲ့ကျွန်တော်တခုပြောစရာရှိတာက new count ပေါင်းဖြစ်တဲ့ live boost ကဒီဟာကိုတလအတိကျွန်တော်တောက်ပြီးတဲ့အချိန်မှာကျွန်တော်ရဲ့ကစားအားဘလောက်ကောင်းလာတယ်လဲဆိုတာကိုကျွန်တော်ကစားပြခြင်းပါတယ်။ကဲအခုကြတော့ကျွန်တော် live boost တောက်ပြီးတဲ့အချိန်မှာ ကျွန်တော်ရဲ့ chest press ကစားနိုင်တဲ့ကစားအားတွေဖြစ်ပါတယ်။ဆိုလိုတာကပုံမဲ့ငကိုကဆိုလို့ရှိရင်ကျွန်တော်2 plate 20kg 2 plate ကို press လုပ်တဲ့အချိန်မှာ၅ချိန်ကိုမနှဲကစားနေရပါတယ်။ဒါပေမဲ့ဒီ new ကောင်ပေါင်းကိုတောက်ပြီးတဲ့အချိန်မှာကြတော့တစ်ဖက်ကို2 plate plus 10 kg ဆိုတာက120 kg ကိုကိုကိုတိုင်းလုံးဝ no supporter နဲ့ AA လူလူ၅ချိန်ကစားလို့ရတယ်လို့ပဲကျွန်တော် incline chest press မှာလေကျွန်တော်တစ်ဖက်ကို60နဲ့ AA လူလူကစားလို့ရပါတယ်။ဒါကြတော့ကျွန်တော်အခုလက်ရှိတောက်နေတဲ့ဒီဆေးအစွန်းလို့ပြောမယ်ဆိုလို့ရှိရင်တော့လုံးဝမားမင်မထင်ပါဘူး။ကျွန်တော်တို့မျိုးအားရှိခြင်းနဲ့ ကျွန်တော်လိုမျိုးကစားကြည့်ခြင်းတဲ့လူတွေအတွက်ကလုံးဝ highly recommended ဖြစ်ပါတယ်ခင်ဗျကဲစမ်းတောက်ကြည့်လို့ရသလိုဒီဟာတွေတောက်ပြီးလို့ရှိရင်တကယ်လဲအားရှိလားမရှိဘူးလားဆိုတော့အောက်မှာ comment လေးရေးပေးလို့ရပါတယ် thanks for watching fitness nation ပါဗျာ